ပြည်သူကိုနှိမ့်ဆက်တက်ပြတ်နေတဲ့ကောင်တွေဆိုတော့သိပါစေ။ဟုတ်။တော့တော့ဝမ်းသာတယ်။ဟိုပြီးတော့ဒီလေတက်ကကောင်တွေပူဖြစ်စေချင်တာပေါ့နော်။เออใช่ว่าบ่อะหูดาเงินลินเบยก็แล้วกูที่อ่าปิดดูดิกูเกียร์แม้อ้ายขึ้นนี่ตรงบ่เนาะอะกูพวกด้วยจู้ซ้าหนีจ้ะเด้ အဲပြီးတော့ဒီကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေဘက်ကပေါ့နော်ရှိုးဖွဲ့ဆိုရင်တော်တော်လေးစားစရာကောင်းတယ်အဲကျွန်တော်နဲ့အဆက်အသွယ်ရတဲ့ဖွဲ့လေးရှိအဲတော့ရှိုးဖွဲ့တွေကသူကသူတို့အဲစီရေးလှူရှာမှုတွေလုပ်နေတာတခြားဒေသပေါ့နော်တခြားနယ်မြေတခြားဒေသမှာလုပ်နေတယ်အဲဒါပေမဲ့သူတို့ရဲ့အခြေပြုနေရာကခုနငလင်ဘေးတံခံစားရတဲ့နေရာတွေပေါ့နော်အဲကြအဲ့လိုနေရာမျိုးတွေကိုဒီသတင်းကြားကြားချင်းပဲသူတို့ပြန်ဆင်းကြရရှိတယ်အဲတက်နိုင်တဲ့အဖွဲ့တွေခွဲပြီးတော့ပေါ့နော်တကူဖို့အတွက်စူးစမ်းကြရရှိတယ် စဉ်းစားတာမှာတော်တော်လေးအသေးစိတ်ကိုစဉ်းစားပြီးတော့အဲလှုပ်ဆောင်ပေးတဲ့ဟာတွေလည်းရှိတယ်။အဲ့တော့သူတို့ဆိုရင်အဲဘယ်လိုပြောရမလဲ။နှစ်ခုစဉ်းစားတာပေါ့နော်။ပြည်သူလည်းကူညီခြင်းနဲ့ပြီးရင်ဒါစစ်ကောင်စီကိုလည်းရှောင်ကွင်းသွားရမယ့်ဟာတွေရှိတယ်။ဟုတ်။ဘာလို့လဲဆိုတော့ဒီအခုချိန်မှာပြည်သူကူဖို့ပဲသူတို့ဦးစားပေးပြီးလှုပ်ရှင်တာပေါ့နော်။အဲလှုပ်ရှင်တော့ကြတော့အဲခုနကလိုမျိုးဒါအဲစစ်တပ်နဲ့ထိတိုက်မတိုးဖို့အတွက်ကိုလည်းသူတို့စီစဉ်ရတာရှိတယ်ပေါ့နော်။ ရှိတယ်ပြည်သူကြောက်လန့်သွားပါလေဆိုးလို့သူတို့ပြင်ဆင်ရတဲ့ဟာတွေလက်ရှိအနေအများတယ်ပေါ့ဒီကြားထဲမှာပဲသူတို့မနေနိုင်ဘူးအဲသူတို့ရဲ့ဒေတာဖြစ်တယ်အဲသူတို့ရဲ့ဇာတိဖြစ်တယ်ဒီလိုပုံစံမျိုးနဲ့ပြန်ပြီးတော့ကုညီဖို့အတွက်စ조사နေတဲ့တပ်ဖွဲ့တွေလည်းရှိတယ်ပေါ့နော်အဲအဲ့လိုပဲဒါကယ်ဆယ်ရေးလုပ်ငန်းတွေကလည်းဒီနေကြမပြတ်အခုချိန်ထိလုပ်နေရတော့မယ်ပေါ့နော်နောက်ပြီးတော့အခုဆိုရင်တဖြည်းဖြည်းနဲ့ချင်းတွေကပိုဆိုးလာဒါအချို့အဆောက်အဦပျက်စီးပုံတွေအောက်မှာဆိုတော့အနှံ့အသက်တွေထွက်လာပြီဒါပုံနဲ့တွေထွက်လာပြီပေါ့နော်အဲကြအသက်ရှိပါသေးတယ်ဆိုရင်တော့မှပဲဒီအနှံ့အသက်တွေနဲ့ အောက်မှာဘလို့မှနေဖို့အတွက်အဆင်ပြေမှာမဟုတ်ဘူးပေါ့နော်အဲ့တော့မြန်မြန်လေးလှုပ်ဆောင်နိုင်မှပဲအသက်ရှင်တန်ခွင့်ရမယ့်သူတွေရှိတယ်ပေါ့နော်ရှင်တန်နိုင်ဂျေကတဖြည်းဖြည်းနဲလာတာပေါ့လေနော်ဒါပေမဲ့လေဟိုကျေးဇူးတင်ရပါတယ်ဒါချိုးဖွဲ့ရေလုံးဝလက်မလျှော့ချိုးမိပါလေဆိုရင်လေသူတနာဖို့ကောင်းတယ်ပေါ့နော်ဒါကလေးပါသွားတဲ့အဆောက်အဦလေးကိုငေးကြည့်ပြီးတော့လုံးဝဘသူနှင်ထုတ်ထုတ်မသွားဘဲနဲ့အဲ့နားလေးမှာစောင့်နေတဲ့မိပါတွေလည်းရှိတယ်ပေါ့နော်မိသားစုတွေလည်းရှိဒါမျိုးတွေမြင်ရတော့လေဝနေ့ရတာပေါ့နော်ဝနေ့ရစိတ်မကောင်းလည်းဖြစ်ရတယ် ကျွန်တော်တို့လည်းတန်းတန်းတလားတော့ကူတာပေါ့လေနော်အဲဒါကတော့ဒါကျွန်တော်ပြည်သူတွေခံစားနေရတဲ့တစိတ်တစ်ပိုင်းဒုက္ခပေါ့နော်တစိတ်တစ်ပိုင်းဆိုတာကအခုရက်ထဲမှာတော်တော်လေးခက်ခဲပါဒီကာလကြီးကအဲတစ်ဖက်မှာဒီလိုပဲပြည်သူခံစားရတယ်လို့ပေါ့နော်စစ်တပ်ကမေးပေးလည်းခံစားရတာရှိတယ်ဟုတ်နော်အဲကြောင့်ဒါကျွန်တော်မေးထားတဲ့ခုနလှုပ်လှုပ်အောင်ဟိုဒါမေဒီလာဟုတ်မေဒီလာလီဒါကတကယ်တော့ဒီလီဒါကကောင်းနေကိုများများဖြစ်စေချင်တာပေါ့နော်ဟုတ်တယ်အဲကြောင့်ဒီဒီတက်ရဲ့အခြေအနေလေးတွေပေါ့နော် မိထလန်ကတော့ဒါကျွန်တော်တို့လေတဲ့ဟိုပါဘောစကန်ဌာနချုပ်၃ခုရှိတော့၃ခုရှိတဲ့တဲမှာလေချောင်းတက်တင်လေတဲ့စကန်ဌာနချုပ်ရဲ့နောက်တစ်ခုကမြေပြင်တက်တင်လေတဲ့စကန်ဌာနချုပ်ရဲ့အဲနောက်လေထုတ်လုပ်ပစ္စည်းဌာနချုပ်ပေါ့အဲထဲမှာအထိခိုက်အများဆုံးကသူကမိထလန်မြို့နဲ့ကက်လေးရဲ့တော်တော်များများအထိခိုက်များတာပေါ့အဲထဲမှာထိခိုက်အများဆုံးကတော့ဒါမြေပြင်တက်တင်လေတဲ့စကန်ဌာနချုပ်ပေါ့မြေပြင်တက်တင်လေတဲ့စကန်ဌာနချုပ်မှာဆိုရင်ဒါခုနကျွန်တော်တို့ဟိုဆက်မလက်မှုတက်တင်ကြအောင်တော့ နောက်တစ်ခုက electronic အတက်တင်ကြောင်းလို့အုပ်ချုပ်ရေးအတက်တင်ကြောင်းဆိုပြီးတော့အကြောင်း၃ကြောင်းရှိတယ်ပေါ့ဒါ visit training ပြီးတယ်ဆိုတာနဲ့ဒီကြောင်း၃ကြောင်းမှာဒါသက်ဆိုင်တဲ့ကြောင်းတွေမှာပညာသင်ရတာပေါ့နော်အဲကြောင်း၃ကြောင်းလုံးကအကုန်လုံးပြိုသွားတယ်ပြိုသွားပြီးတော့အဲထဲမှာမှခုနလိုတက်သားတက်ပေါ့တင်နေတက်နေတဲ့တယောက်တည်သွားတယ်အဲကြောင်းတွေမှာလာဆိုလည်းမဟုတ်ဘူးခုနဘိတ်ထအဲမြေပြင်တက်တင်နေတဲ့စကန်ဌာနချုပ်ပတ်ချာလေရအုတ်တိုင်းတွေအကုန်လုံးပြိုနောက်လူနေ လိုင်းကန်းနေအကုန်လုံးပြိုလိုင်းကန်းကပြိုမှာပဲအကုန်လုံးပြိုပြီးတော့ခုနလိုဟိုဘလောက်ထိပြိုလဲဆိုတော့ခုနကကောက်ကွေးဥစ္စာလေးထွန်းအောင်အောင်မှာဒါ31ရက်တည်းရနေမှာဒီမြေပြင်တက်တင်လေးတဲ့စကန်ဌာနချုပ်ကိုလာကြည့်ရတဲ့အဆင့်မျိုးပေါ့နော်လာပဲကြည့်ရလာကြည့်တာလာပဲကြည့်ပြီးတော့အခုဘာလုပ်လဲဆိုတော့သူကခုနလိုင်းကန်းနေခုနကြောင်းနေပါလေမလုံနိုင်ဘူးသူခုလက်ရှိကဒီအုတ်တိုင်းနေကိုပတ်ချလဲကြောက်ကြောက်ပြင်းတာအုတ်တိုင်းနေပြင်းနေတာပေါ့နော်ဒါဟိုဒုက္ခတော်တော် ရောက်တဲ့ပုံစံမျိုးပေါ့အဲမိတ်တရနောက်တော့မိတ်တရမှာကျွန်တော်မြေပြင်တက်တယ်လေးတဲ့စကန်ရဲ့အထိခိုက်အများဆုံးဖြစ်တယ်နောက်နောက်တစ်ခုကတက်ကဆတ်1ပေါ့တမတော်ကြီးစားဆက်ယုံ1အဲဆက်ယုံကပြိုသွားတာဆက်ယုံပြိုတဲ့အထဲမှာခုနကလောအရာရှိတွေရောပါတယ်ရောဆိုဒါတော်တော်များများသိတယ်ပေါ့နော်ဆင်းရင်တော့မှဟိုဟာဖြစ်လို့မရသေးဘူးပေါ့အဲနောက်အဲဟိုဟာပေါ့တက်ကဆတ်1ပြီးလို့ရှိရင်ဒါပြီးနောက်တစ်ခုကတက်မှတ်69တက်မှတ်69ဆိုလဲတာ အားရကြရအစီဝေခမ်းမှပြို့ပြီးတော့ဒါအယောက်20ကျော်တေတာပေါ့နော်တပြိုတပိုင်းနော်တေတာအဲ့ဒါတွေမဲလားဆိုတော့မဟုတ်ဘူးဒါမိန်းတာစစ်ဆေးရုံစစ်ဆေးရုံဂရင်တထောင်ဆေးရုံဂရင်တထောင်ဆေးရုံမှာဆိုတော့ဒါတော့အပြည့်ပဲနေကြမှုရှိတော့နေကြမှုရှိထားကြအောင်ရှိတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့ဒါဒဏ်ရာရတာနဲ့ဟိုဟာဖြစ်တာဆိုရင်ဒါအယောက်1000အထက်မှာရှိတယ်လို့ဒါပြောလို့ရတာပေါ့နော်မိန်းတာကတော့ ဲ့လောက်ဆူဆူဝါဝါဖြစ်သွားတာပေါ့ပြီးသူနှိမ့်ဆက်တက်ပြတ်နေတဲ့ကောင်းနေဆိုတော့သိပါစေဟုတ်တော့တော့ဝမ်းသာတယ်ဟိုပြီးတော့ဒီလေတက်ကကောင်းနေပူဖြစ်စေချင်တာပေါ့နော်ဟုတ်တယ်ဒါပေမဲ့ဖြစ်သွားဟိုဟာပဲတယောက်ပဲနော်တယောက်ပဲဒါမိတ်တလာမှာကျတော့တယောက်ပဲဒီငလင်တန်ကြောင့်အထိခိုက်အများဆုံးကဘယ်ရလဲဆိုတော့တဒါဟုဩတဒါဟုကအထိခိုက်အများဆုံးတဒါဟုပြီးရင်ဒုတိယနေပြီးတော့တတိယကတော့ခုနရေတက်တင်လေးတဲ့စကန်ထာနာချုပ်ပေါ့တဒါဟုလေးတဲ့စကန်ထာနာချုပ်ကတော့ မေးကြည့်တော့ပထမ50ကျော်လို့ဟိုတိရတာပေါ့နော်အခုတေချာကာကနာနာဖုံးဆက်ကြည့်တော့ကိုကြီးတဲ့50အထက်ကျော်တယ်တဲ့50ကျော်900တွေတထောင်နေပြည့်နော်50အထက်တရားဥလေးတဲ့စကန်ဌာနကျောက်ကတော့50အထက်ကျော်တယ်နောက်တစ်ခုကတရားဥလေးတဲ့စကန်ဌာနကျောက်မှာထားတာတော့ကိုကြီးကကျွန်တော်တို့လေးတဲ့စကန်မှာထားတာတော့အမှတ်62ဟိုပါဘောတိုက်ခိုက်ရေးရဝန္တာဒီအုပ်ရဲ့နောက်တစ်ခုကအမှတ်64ဘုံကျဲ A5 ဘုံကျဲလေးအုပ်နှစ်အုပ်ရှိတာပေါ့ အဲ့လေနောက်အုပ်ထဲမှာမှခုနလိုလေရင်၃စီးဒါပျက်စီးသွားလဲဆိုတာလဲဒါလည်းတေကြတယ်ပေါ့နော်အဲနောက်နောက်တစ်ခုကနေပြီးတော့နေပြီးတော့မှလည်းဟိုတနေ့ကကျွန်တော်တို့ပြောတဲ့အတိုင်းပဲနေပြီးတော့တာဝါပြိုတဲ့ထဲမှာလည်းလေတက်သားတွေပါတယ်အဲ့ဒီလေတက်သားကတော့ခုနကျွန်တော်ခံမှန်းတဲ့အတိုင်းပဲ FSO ဆိုတာ Flight Safety Officer ဒါဒီတာဝန်ကျတဲ့ဘိုးကြီးစော်မျိုးထက်ပေါ့စော်မျိုးထက်က Homeland ကပြောင်းလာတော့အဲ့ဒီစော်မျိုးထက်လည်းတေတယ်နောက်တစ်ခုက နိုင်လင်းဆိုတော့ ATC မန်းအရာကန်ဘူနိုင်လင်းဒါ ATC မန်းသူလည်းသိတယ်နိုင်လင်းကတော့ကျွန်တော်တက်ထဲမှာရှိတော့ကတော့ဒါဟို information တယောက်နဲ့တယောက်ဖုံးဆက်ပြီးတော့နိုင်လင်းနဲ့ကျွန်တော်နဲ့ရှင်တော့တက်ထဲမှာနေတော့ကတော့ဒါအဆက်အသွယ်ရှိတယ်ပေါ့လေဒီ ATC မန်းနိုင်လင်းလည်းသိတယ်ပေါ့လေတက်ကတော့อืมဒါခုနလိုပေါ့ဟိုတပြောတပိုင်းဖြစ်ပါစီပေါ့နော်ကျွန်တော်ကဆူတောင်းတယ်ဟုတ်ပြီးတော့ဒါပြည်သူလဲခံစားလို့ခံစားရတဲ့ဝေဒနာလည်းတစ်မျိုးပေါ့နော်ဒါပေမဲ့ ီကောင်းလေးအခုလိုဖြစ်တဲ့ကြားတော့လေဂျင်းနဲ့တယ်ဘာဖြစ်လို့လဲဆိုတော့အဲဒီအခုဖြစ်နေတယ်ဒီလိုမျိုးဒါကြောက်ကြောက်မဲ့ဖွယ်ရထိတ်လန့်ဖွယ်ရအဖြစ်ဆိုကြီးဂျုံနေရပါလေဆိုတော့မှပဲဒါ तू ကဘုံကျဲမပြတ်ဘူးဟုတ်တယ်ကြွားရီမီးရှို့မပြတ်ဘူး။ဟုတ်။အဲသူဒီဒီမြောက်လိုင်းရဲ့စကားစတက်တွေအပါဝင်ပေါ့နော်။သူတို့အောက်ကလောက်တိုင်နေဖြစ်တယ်ပေါ့နော်။ဒါခုနကလို့သူတို့ဖွဲ့စည်းထားပြီးသူစစ်လို့ဟာမျိုးတွေပေါ့နော်။ဒီလိုဟာမျိုးတွေကလည်းဒါပြည်သူတွေကိုလိုက်ပြီးတော့မီးရှို့ဖြစ်စည်းတာတွေ ဲဘုံကျဲတာမျိုးတွေကိုလိုက်ပြီးလှုပ်ပေးနေရမျိုးတွေလည်းတွေ့ရ။ဟုတ်။သူတို့မှရဲနေကောင်းတယ်ပေါ့နော်။ဟုတ်တယ်ဟုတ်။အဲ့တော့သူတို့ရဲ့တေးဥမှန်နေရပို့ပို့ပြီးတော့ပေါ်လာ။ပါဇက်ကနေတာဘလို့ပဲဟိုကောင်းအောင်ပြောပြောပေါ့နော်။ဟန်ပြလှုပ်နေတယ်ဆိုတာမျိုးပဲကျွန်တော်မြင်ရ။အဲ့တွေ့မှာပါဒီအုတ်ခဲလေးတွေတည်လာလား။ဟုတ်တယ်။ဟာဟိုမန္တလေးနန်းနန်းနန်းမျိုးယူကနန်းမျိုးယူကရဲရဲဖွဲ့ဟုတ်။ရဲဖွဲ့ငစစ်တွေလည်းပါတယ်။စစ်တွေလည်းပါ။စစ်တွေလည်းပါကြ။အုတ်ခဲအကောင်းလေးတွေဖယ်လာ။ဟုတ်တယ်ဟုတ်တယ်။ပြန်ပြီးတော့ရောင်းမှုအတွက်လှုပ်နေတဲ့ဟာမျိုးပေါ့နော်။ ပြင်အဲ့ဒီအဆောက်အဦးတွေသူတို့ရေးထားတဲ့အမဲကင်မရာနောက်ွယ်တော့ပါဦးဇာအော်အဲဒီဟာရဲ့နောက်ဒီအဆောက်အဦးပြိုကျတဲ့အဆောက်အဦးရဲ့နောက်ပါမယ်ငုတ်ထုတ်ထိုင်ပြီးရောဒီလားစောက်တင်းပြောနေတယ်အဆင်မရှိသေးဘူးဗျာဒီလားကယ်ဆယ်ဖို့ဆိုတဲ့ဟာမျိုးဘာမှမမြင်အောင်ဟုတ်တယ်ရိတ်ရောင်ဘာမှမတွေ့ရအောင်ဒီစိတ်ပူတဲ့ဟာမျိုးလည်းမတွေ့ရဘူးစူးစားပန်းစားလုပ်နေတဲ့ဟာမျိုးလည်းမတွေ့ရဘူးထိုင်ပြီးအာလူဖုတ်နေတဲ့ပုံစံမျိုးပဲတွေ့ရဟုတ်တယ်အဓိကအဲ့လိုဟာမျိုးပဲလုပ်နေတဲ့ဟာမျိုးပေါ့နော်ပြီးတော့ဒီဖျားရှင်မြေပေါ်မှာဒါမန်လေးမှာဆိုလေဖျားရှင်မြေပေါ်မှာသွားပြီးတော့ ဒါ okay တယ်ကဲဘောသူပြတစ်ချက်ကို၄ရောက်လောက်မှဟုတ်ဟုတ်ဇာဟန်ပြလုတ်တဲ့ဟာမျိုးပေါ့ဗျာအဲ့လိုဟာမျိုးတွေပဲတွေ့ရတယ်ပေါ့နော်ဒါကိုကြည့်ချင်းအဖြစ်ကိုပဲဒီမရောက်လိုက်ဥဆောင်နဲ့စကားစကားပြည်သူပေါ်မှာဘယ်လောက်စီနာရှိမရှိဆိုတာသိတာစီတယ်ပေါ့နော်ပြီးတော့ကျုပ်ဒီကဲစေးသွားဖို့လုတ်နေတဲ့အဖွဲတွေကိုတားမြစ်တာမျိုးတွေပြန်လှည့်ခိုင်းတာမျိုးတွေစစ်ဆေးတာမျိုးတွေအချိန်ဆွဲတဲ့ပုံစံမျိုးတွေလုတ်နေတာမျိုးကိုလည်းတွေ့ရဒါလည်းတော်တော်မှန်ရတဲ့ဟာပေါ့နော်အခုဆိုရင်ဒါအဲသူသူကစစ်ဆက်တိုက်မယ်ပေါ့ဟုတ်တယ်ဟုတ်အဲစစ်ဆက်တိုက်မယ်ဆိုပြီးပြောတာရှိရဲ့ အဲဆိုတော့ဒီဟာမတိုင်းခင်မှာဒါကျွန်တော်တော်လိုင်းတက်ဖွဲ့တွေဘက်ကပေါ့နော်ဒါတချို့အရာအဖွဲ့ကြီးတွေကဒီကာလမှာဒီလိုမျိုးစီရေးလှုပ်ရှားမှုနဲ့ပတ်သက်ပြီးတော့ဒါနားထားတယ်ဆိုတဲ့ပုံစံမျိုးဒါထုတ် ပြန်တာမျိုးတွေလည်းတွေ့ရတယ်အဲ့လိုသဘောမျိုးပြောတာမျိုးတွေလည်းတွေ့ရတယ်အန်ယူဂျီလည်းပါတယ်ပေါ့နော်အဲ့လိုမျိုးပြောထားတယ်တွေ့ရတွေ့ရတော့ဒီကောင်ကဘာပြောလဲဆိုတော့အဲဒီလိုမျိုးပြောတာကြီးသူလည်းသိတယ်ပေါ့အဲသိတယ်အဲ့ပြီးရင်အဲ့လိုမျိုးရက်ထားတယ်ဆိုပေမဲ့ပေါ့နော် မြေပြင်မှာဒါတိုက်ခိုက်ဖို့အတွက်ကိုစုဖွဲ့တာတွေပြင်ဆင်တာတွေဒေဂျာပေါက်လုံးဝဖြစ်တဲ့အတွက်သူကလုံးဝဆက်ဆက်တိုက်ပါမယ်ဆိုတဲ့ပုံစံမျိုးပြောတယ်ဟုတ်တယ်။အဲ့ဆိုင်ပြောကြည့်လိုက်ခေါင်း။အဲ့ဒီမှာဒီမင်းအွန်လိုင်းတင်မဟုတ်ဘူးခုနလိုဒါချက်ခိုင်ကြီးရခေကြီးရလဲ။ဒါဝါရဖြတ်တဲ့ပုံစံမျိုးပေါ့နော်။ဒါငလင်ပေးတင်နေတာအောင်မှာတောင်ကျန်းသူတွေကဒါအတူရှင်တွဲပြီးတော့နေထိုင်လို့မရတဲ့ထားလို့မရဘူးဆိုတဲ့ပုံစံမျိုးကိုလည်းခေကြီးကပြောထားတာတွေ့ရတယ်။ဒါပေမဲ့ကျွန်တော်တို့ဒီတော်လိုင်းရေးဘက်ကတော့ဟို UNG ဆိုရတော့ ဟိုအပြစ်ခတ်နှစ်ပတ်ရက်စဲပဲခုနရှမ်းကြီးနောင်သုံးပေါ်ပေါ့နော်ဟိုက MNDAA ရဲ့ DNA တွေနောက်တစ်ခုက AA ရဲ့ဒါပြစ်ခတ်တလားရက်စဲမယ်လို့ပြောထားတယ်ပေါ့ခုနရှေ့ကပြောသလိုပဲကျွန်တော်တို့ဒီတိုင်းရင်းသားညီကိုတွေအကုန်လုံးကပြစ်ခတ်ရက်စဲမယ်ပြောရတော့မင်းအောင်လည်းစစ်တပ်မယ်လို့ပြောနေတော့ဘူးပေါ့နော်နောက်တစ်ခုကပြည်သူလူထုသိတာထင်ရှားစေဒါခုနဘိုးကြီးပြောသလိုခုန နမ်းမြို့ရိုးတွေဘာမှမဟုတ်တဲ့ဥစ္စာကိုအုပ်စုနေတဲ့အုပ်စုနေကြတာဒီကောင်တွေကနမ်းမြို့ရိုးတို့နောက်မိထလာမြေပြင်တက်တယ်လေးတဲ့စကန်ဌာနချုပ်တို့ဒီတို့ခုနခြံစည်းဟိုးပဲသူတို့လိုက်လုံနေတာပေါ့နော်ကျွန်တော်တို့ပြည်သူတွေကိုကဲဟိုးဆိုတာလုံးဝဟိုဟာမဖြစ်ဘူးအဲ့ဒီမှာမှခုနမင်းအောင်လှမ်းခုနလိုအလိုငွေလက်ခံနေအဆင့်လောက်ပဲလို့သွားမြင်ရတယ်တိတာထင်ကြတယ်နောက်တစ်ခုကဘုံကျဲတိုက်ခိုက်တာပေါ့နော်ကျွန်တော်တို့ကရှင်ပြည်နယ်မှာဆိုလဲဘုံကျဲတိုက်ခိုက်တာ အယောက်ပေါင်း38ဦးဒါတည်ကြည်ပြစီတာရှိတယ်ရှမ်းပြည်နယ်နောက်တကယ်ငလင်းဒုက္ခတကယ်တည်နေတဲ့ပြည်နယ်တွေဖြစ်တဲ့ကျွန်တော်တို့စကိုင်းတိုင်းပေါ့စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းအဲ့လိုနေရာမျိုးတွေတော့မှဒါဘုံကျဲတိုက်ခိုက်နေတာတွေမျက်မြင်ကိုတွေ့ပေါ့နော်တွေ့နေရတာဟုတ်အဓိကကျွန်တော်ကောင်းပါတယ်ကောင်းတယ်ဆိုတာလေဟုတ်ဒီကောင်းရဲ့အကြောင်းကဘာသိသွားပေါ့ဟုတ်တယ်အားလုံးကဒီချိန်မှာ ပူဆွေးဝန်းနေနေတယ်၊ကိုညီဖို့ကြိုးစားနေကြတယ်။ဟုတ်။အကုန်လုံးပေါ့နော်။ကျွန်တော်ဒီဘက်ကတော်လိုင်းစုဖွဲ့ရောဒီတော်လံပြည်သူတွေရောအဲသူကသူဘောမှာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့နော်။တော်လံပြည်သူပဲဖြစ်ဖြစ်ဒီလိုမျိုးဒုက္ခရောက်နေရဆိုတဲ့အချိန်မှာမခွဲခြားဘဲနဲ့ကူဖို့ကြိုးစားနေတဲ့အချိန်မှာဒီကောင်ဒါမျိုးဆက်လို့ဟုတ်လို့ကျွန်တော်ပြင်အဲသဘောကျဆိုတာလုတ်လုတ်စီပေါ့နော်။အဲဒီကောင်တိုက်တိုင်းရှုံးနေတဲ့ကောင်အမေဆက်တိုက်ဆက်ရှုံးအောင်လို့ပြောမလို့လုတ်စီအဲပြီးတော့ဒါ သူ့ရဲ့အမှုကျင့်သူ့ရဲ့ဒါပြည်သူပေါ်စာစေနာထားလားမထားလားဆိုတဲ့ဟာကိုဒါအခြားသူ့ကိုစောင့်ကြည့်နေတဲ့ဒါနိုင်ငံကလည်းတိသွားတာပေါ့နော်ပြီးတော့ပြည်သူတွေလည်းတိသွားတာပေါ့ဗျာပြီးတော့ကျတော့ဒီနိုင်ငံကတော့သူအလှူခံတာရှိဟုတ်တယ်ဟဲ့နော်နိုင်ငံကအလှူခံတဲ့အချိန်မှာဒါ15နိုင်ငံကလှူဒန်းတာဆိုရင်တန်ချိန်ပေါင်းဘလော့850နီးပါး849ပေါ့နော်850နီးပါးသူရတယ် ေချောင်းထောက်ခံမှုအနေနဲ့ဆိုရင်ဒါလေရင်ပေါင်းဒါ53စီးဟုတ်တယ်အဲ့လောက်ထိရတယ်ဗောနော်ဟုတ်အဲဒီလိုမျိုးလူခံပြီးတော့ဟိုဟာဖြစ်လာပြီဆိုတာ ਨੇ လေတန်းတစ်မျိုးပြောင်းလာဟုတ်ဒါအစားသူတို့ကူညီပါဆိုတဲ့ပုံစံမျိုးနဲ့ထွက်ပြီးတော့လူခံတယ်ပြီးတော့သူသာအစိုးရပါဆိုတဲ့ပုံစံမျိုးဒါလုပ်ရကြဟုတ်အဲပြောချင်တာကတော့အဲသူသူပဲဒါကိုလုပ်နေတယ်အဲသူဒါကိုလုပ်နေတာဖြစ်တဲ့အတွက်သူ့စီကိုပဲလူရပါဗောနော်အပြောရရင်ဆိုဟိုအလှလူခံနေတာဗောပြောရရင်အဲပြီးရင်အဲ့လိုမျိုးလဲရသွားရောပြည်သူကိုပုံကျက်တက်ဖြတ်ဖို့အတွက်ဆက်ပြီးတော့စတိုက်လှုပ်ဆောင်တယ်ဗောနော် ဒါတွေကသူ့ရဲ့တရုတ်အမှန်ကိုပြတာ ਨੇ အတူတူပဲပေါ့နော်။ပြီးတော့ဒါခုနကအဲ तू तू ကပြည်သူပေါ်မှာနေစိန်းလာမထားတာမဟုတ်ဘူး။သူ့ရဲ့အဖွဲ့အစည်းတွေပေါ်မှာလည်းစိန်းလာမထားဘူး။စိန်းလာမထားဘူး။စိန်းလာမထားဘူးဇာ။ဘာလို့လဲဆိုတော့ဒီအခုဒါပါလေနေပြီးတော့မှဟိုမြမမီးရထားဝန်ထမ်းအိယာပြူကြသွားတယ်။အဲပြူကြတဲ့အချိန်မှာနန်းစီဒီယံဝန်ထမ်းနေနဲ့ဒါမိသားစု1600ကျော်ကုကေရမဲ့ဘွားရောက်နေတယ်။ အဲဒါကတော့နန်စီဒီယန်လေဟုတ်တယ်မနန်စီဒီယန်ကုကရမယ်အဲ့တော့သူတို့ဘက်ကအပွက်တွေပေါ့ဗျာပြောရရင်သူ့အတွက်ကိုဒါဒါခုနလိုအောက်ချိန်မှာပေါ့နော်တောက်တိုင်တစ်ခုအနေနဲ့လှုပ်ပေးနေတဲ့အဖွဲတွေအဲ့လိုအဖွဲတွေအခုကုကရမယ်ဒုက္ခရောက်ပြီးလမ်းမထွက်အိတ်နေရတယ်ဟုတ်တယ်နော်အဲ့အနေထားကိုသူကုဖို့မစင်စားဘူး သူတို့ကပြည်သူကိုလည်းမကူပြည်သူကိုမကူတော့မင်းကမင်းဖွဲ့စည်းကိုစေနာထားလားဆိုတော့မင်းဖွဲ့စည်းလည်းမင်းမကူမကူဟုတ်တယ်ဒီပြောကြတော့ဒီသူစစ်တပ်ထဲမှာလည်းဒါမိသားစုတွေရှိလာပဲဗောနော်ချို့မိသားစုတွေဒုက္ခတွေရောက်ကြတယ်ချို့မိသားစုတွေတည်ကြည်ပျက်စီးကြတယ်အောက်ခြေအဖွဲ့တွေဗောဗျာတည်ကြည်ပျက်စီးကြဘာလို့လဲဆိုတော့ဒီအဆောက်အဦတွေဆိုတာခိုးထားတာမနည်းပါမနည်းပဲမကောင်းဘူးလေအဲပြူကြရင်သူများအထက်အမြင့်မှပြူကြတာဒီကောင်းကြီးတစ်ထက်သေးလည်းပြူကြတာအားကြောင့်လို့ပြီပြီးတော့တည်တဲ့သူတွေရှိတယ်မိသားစုတွေစီသားမိသားစုတွေရှိတယ် အဲ့မဲ့အဲ့အတွက်လည်းသူဝမ်းမနေဘူးဝမ်းမနေဘူးဝမ်းမနေသူစစ်စစ်ဆက်တိုက်မှာပေါ့စစ်တိုက်မှာစစ်တိုက်မှာအဲအဲ့လိုပုံစံမျိုးလောက်တာဖြစ်ရတယ်ကျွန်တော်ကတော့တိုက်ပါစေတိုက်ပါစေဒီတပ်ဖွဲ့တွေကလည်းမင်းကျုံးပါပဲဟုတ်တယ်နော်ပြီးတော့ကျတော့ပို့ပြီးတော့ကောင်းတာမင်းကတိုက်တိုင်းရှုံးနေတယ်စစ်တပ်ဖြစ်ရတယ်ဆက်တိုက်ဟုတ်ဖွဲ့တွေကတော့တိုက်တိုင်းအောင်မြင်ပါပဲဆက်ပြီးကျုံးပါပဲပြီးမျိုးသိန်းတွေလာမယ်ဟိုဟာတွေလာမယ်ဒီဟာအကုန်လုံးအောင်မြင်မှုတွေအကုန်တော့ရှောက်လာမယ်ပေါ့နော်ပြီးတော့ကျတော့ဒါပြည်သူတွေတင်းမှာပေါ့နော်အဲခုနကလိုစစ်တပ်ကိုထောက်ခံတဲ့ဘုံမာတွေ ဘောမာကြီးသိစေချင်တာပါနော်တကယ်တကယ်တမ်းဖြစ်လာပြီးဟေ့ဆိုတဲ့ချိန်ကျတော့မင်းတို့ဘာလို့ကူလဲပေါ့နော်အခုကြောင်းမျက်မြင်မဲ့စစ်သားတွေရဲတွေဘာလို့လဲဟုတ်တယ်နေဟုတ်တယ်ဟုတ်တော့နော်ခုနကလို့ဒါပြည်သူကိုတကယ်ကိုဟိုထဲထဲဝင်ကူညီတဲ့ဟာမျိုးမရှိဘူးရှိဘူးကဲဆယ်တဲ့ဟာမျိုးမရှိဘူးဟိုကဲဆယ်တဲ့ဟာမျိုးသူတို့စစ်စေးရုံတွေမှာလည်းခုနကတို့သူတို့စစ်သားနဲ့တို့ဟုတ်တယ်နေစရာမရှိဘူးဟုတ်တယ်မလောက်နောက်နောက်တစ်ခုကဘုရားခုနနေပြည်တော်တို့ဘာလို့ဆိုရင်ဒါစစ်ရုံစစ်ရုံခုနဟိုဘောဇေယျာတိတိမျိုးနဲ့နေမှာရှိတဲ့စစ်ရုံနဲ့ကျွန်တော်လက်ရုံတက်တွေမှာတယ် သေးတာခုနအယောက်100အထက်မှာရှိတယ်ဗောနော်ဒါရာရှိစက်တီอืมဒါမျိုးတွေခုနရာရှိစက်တီသေးတာတော့မှလှဲ့မကြည့်တာခုနမိရထားဝင်တန်းလို့ဟာမျိုးဆိုရင်စဉ်းစားမနေတယ်ဟုတ်တယ်ခုနကြာမဲ့ကြရမဲ့ဆိုတာခုနနန်းစီရီယန်နေဘလို့ပဲဖြစ်ဖြစ်စစ်သားတော်မှာသူမိမိရဲ့ဟိုသူစစ်တီတွေတော်မှာခရင်မဆိုင်တာဂျန်နဲ့ဝင်ကြီးဌာနတွေကတော့ခေါင်းထဲမှာမရှိဘူးဗောနော်အခုလက်ရှိသူဟိုဟာဖြစ်မဲ့အလူခံမဲ့ နောက်တရက်နှစ်ရက်နေထိုင်းသွားမယ်ဒါတော့ပဲပေါ့သူကောင်းတယ်ဟုတ်တယ်အဲကြောင့်မို့ဒီ Nancy Dian ဝန်ထမ်းတွေလည်းတည်သေးခြင်းနဲ့အောက်ကစစ်သားတွေလည်းတည်သေးခြင်းနဲ့မင်းတို့ပုံမှာစေနာမထားဘူးဟုတ် Nancy Dian နေဆိုလဲမင်းတို့ကသာလမ်းပေါ်ပဲအေးအေးမြောင်းကြတယ်ပဲအေးအေး तू ကယူဆိုင်မှာမဟုတ်ဘူးဟုတ်တယ်နော် तू ကသူ तू ကိုဂျိုးအတွက်ပဲ तू စစ်သားတွေလည်း तू မကြည့်ဘူး तू စစ်သားမိသားစုတွေလည်း तू နားမလဲဘူးဘလောက်တည်တည်ပေါ့နော်အဲကြောင့်မို့လို့ तू က तू အဆုံးထိမိုင်းမယ်ကောင်ဒီကောင်ကဟုတ်တယ်အဆုံးထိနိုင်ငံကိုဆွဲချသွားမယ်ကောင် ဲ့လိုកောင်မျိုးမရှိမှာကျွန်တော်နိုင်ငံကတိုးတက်ဟုတ်တယ်အခုကြည့်ကြည့်ဆိုင်ကဲဆယ်ကြီးဘာပြည်စီမှမရှိဘူးလေမရှိဘူးဟုတ်ပြည်သူဘုံကျဲဖို့ကြတော့လင်းရင်သုံးတယ်ပဇံရှိတယ်ဟုတ်တယ်ကဲဆယ်ကြီးလှုပ်ဖို့အတွက်ကြတော့ဘာဆက်ပြည်စီမှမရှိဘူးဘာမှမရှိတာအခြားနိုင်ငံကနေပြီးတော့အကုန်လာပြီးတော့လှုပ်ပေးရတယ်ဒီများနိုင်ငံများအဆင်မြင့်လိုက်တာဟိုမှာညဘက်လှုပ်လို့ရအောင်အဆ drone တွေနဲ့နော်ဒါမီထွန်းတဲ့ပုံစံမျိုးတွေအဆပြင်းဒါ K9 လို့ခေါ်တဲ့ဒါ ရှားပွေကယ်ဆယ်ရေးခွေးလေးတွေအားစားပါတော့။ဒါမျိုးပုံစံမျိုးတွေနဲ့လုံးဝပြည့်ပြည့်စုံစုံနဲ့လာပြီးတော့ကုညီကယ်ဆယ်ပေးရတဲ့ဘဝ။ဟုတ်တယ်။တကယ်တမ်းပြောကျွန်တော်နိုင်ငံအရန်တည်ရန်ဇာတာပေါ်ကြွားတဲ့နိုင်ငံလေ။တကယ်လည်းချက်เสียကောင်းတယ်ဗော။ဒီနိုင်ငံတကာအနေပြီးတော့ကျွန်တော်တို့ကိုချင်းစာတရားနဲ့လာပြီးတော့လူရယ်လို့တတ်မှတ်ပြီးတော့မှလာပြီးတော့ဟိုတကဘာလုံးကလာကုညီတဲ့အချိန်မှာခုနစစ်သားစစ်တမဲအောင်လိုက်စစ်တကတော့ခုနလိုဘုံချဲမယ်။သူ့ရဲ့တက်ချန်စီကိုလုံးလုံးပို့ကားမယ်။နောက်တစ်ခုကဟိုဒီ ပြည်သူတွေကိုပြန်ကူညီကယ်ဆယ်မဲ့လူတွေတောင်မှခုနလိုဟိုတားမြင်တာမျိုးပြစ်ခတ်တာမျိုးနောက်တစ်ခွလူငယ်တွေကိုလိုက်ပြီးတော့စစ်သားစုဆောင်းတာမျိုးတွေလိုက်ဟုတ်တယ်ဟုတ်ကဲ့မပြတ်ဘူးနော်လုံနေတော့လုံနေတော့ဟုတ်တယ်အဲ့ဒါကြောင့်အဲ့လိုကောင်မျိုးမရှိမှလားအေးမှာဟုတ်တယ်ဟုတ်အဲ့လိုမကောင်မျိုးမရှိမှပဲဒီဒုက္ခတွေရတယ်လွတ်မြောက်မှာပေါ့နော်ဟုတ်တယ်အခုဒီဒုက္ခတွေတောက်လျှောက်တောက်လျှောက်ဖြစ်နေတယ်ဆိုတဲ့ဟာကိုအပြည်သူတွေဆိုရင်တရက်မှသူတို့စိတ်ချမ်းသာမှာမဟုတ်ဘူးဟုတ်ဇက်တိုက်လေဒီဘေးဒုက္ခတွေရသိလားဇက်တိုက်မီးဘေးရေဘေးမုန်တိုင်း เนาะအဆုံမဲ့ဒီလားအခုကိုဗစ်အခုဒါငလင်းဒါမျိုးအဆုံဖြစ်နေတဲ့အနေထားမှာဗျာနိုင်ငံကဒါအကူမှာကျွကြုံကြနေပြည်သူတွေဆိုရင်တနာကိုကောင်းတယ်ဗောနော်အဲဒါကြောင့်ဒီအာနာရှင်စနစ်ဆိုးပပျောက်သွားအောင်ကျွန်တော်တို့စူးစမ်းမှာရမယ်အခက်ခဲတွေကတော့အများကြီးရှိတယ်ခက်ခဲတွေတစ်ခုပြီးတစ်ခုစိန်ခေါ်မှုတွေအရန်ကြီးတယ်ဗောနော်အဲဒီလိုင်းတက်ဖွဲ့တွေဆိုလဲဒီငလင်းဘေးတန်ကြီးဒါမမျော်လင့်မဲဖြစ်လာတဲ့အခါမှာသူတို့လုပ်နေတဲ့ ဒီပြည်သူစီရနဲ့ကုညီတောင်းတဲ့ကမ်ပိန်းတွေအားစအကုန်ရပ်ပလိုက်တယ်ဟုတ်တယ်ရပ်ပလိုက်တယ်ချိုးဟာမလိုရသေးဆိုလဲနောက်ဆုတ်ပလိုက်တယ်ချိုးဆိုလဲရပ်ပလိုက်တယ်ဆက်ပြီးမလုပ်တော့ဘူးပေါ့နော်အဲပြီးတော့ပြည်သူကိုပြန်ပြီးကုညီဖို့အတွက်စူးစမ်းကြတယ်ပေါ့နော်အဲကြတော့အဲဒီလိုမျိုးပုံစံမျိုးနဲ့ကျွန်တော်တို့ဒါပြန်နှိုးထားရမှာပဲပေါ့နော်ပို့ပြီးတော့အောင်မြင်အောင်လုပ်ကြရမယ်ပို့ပြီးတော့ရုံးထနိုင်ရမယ်အဲပြီးရင်ဒီစနစ်စိုးပပျောက်သွားအောင်ကျွန်တော်စူးစမ်းမှကျွန်တော်နိုင်ငံလွတ်လပ်မယ်ပေါ့နော်မှန်ပါတယ်ဗျာ